ရေဖြူမြို့နယ်နှစ်တွင်ရာကိုဆင်းရနာရှင်တက်ကတိုက်ပွဲဖြစ်တာမရှိဘဲလက်နက်ကြီးနဲ့စစ်တိုက်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗါတယ်။ဒီတတင်းကိုတော့တွဲဝါရှ်အဖွဲ့သားတဦးကပြောပြပေးသွားမှာပါ။ရီပြူမြို့နယ်နဲ့တွင်းရွာကိုဆက်နာရှိတက်ကလက်နေကြီးနဲ့ဆက်တိုက်ပစ်ခတ်ခဲ့လို့ဒေသခံတွေစီကသိရပါဗျ။ရီပြူမြို့နယ်ကြောက်ကညာရွာအခြေဆိုင်အမှတ်334အမြောက်တက်ကအော်တိုဘာလ21ရက်နေ့မောလဲ့စနေနိုင်ဝေါ်ကျင်းမှာတိုက်ပွဲဖြစ်တာမရှိဘဲနဲ့တွင်းရွာထဲကိုလက်နေကြီးနဲ့ပစ်ခတ်ခဲ့တာပါ။ ကြောက်ကညာရွာဟာဒူဝံမြင့်ရှေ့ဘက်ကမ်းမှာတည်ရှိပြီးနတ်တွင်းရွာကတော့ဒူဝံမြင့်နောက်ဘက်ကမ်းမှာတည်ရှိပါတယ်။အဲ့ဒီပြခတ်မှုကြောင့်နတ်တွင်းရွာမှာရှိတဲ့နေအိမ်၃ဆောင်နဲ့ကာတစီထိမှန်ဖြစ်စီခဲ့ပြီးလူတခတ်မှုမရှိဘူးလို့ဒေသခံတဦးကဆိုပါတယ်။ဒါအပြင်လက်နေကြီးကြီးတလုံးလဲညင်းထွေးရွာအနောက်ဘက်ဒူဝံမြင့်ကမ်းပင်နာကအလီစိတ်ကိုကြားရောက်ပောက်ကွဲခဲ့ပြီးလူတခတ်မှုမရှိဘူးလို့လည်းဒေသခံတွေစီကသိရပါတယ်။ လောင်းလုံမြို့နယ်ကရင်ကြီးရွာတဝိုင်းမှာစစ်အုပ်စုတပ်ဖွဲ့ဝင်တွေကင်းမုံဝစ်တာပြည်သူတွေကိုဖမ်းဆီးစစ်ဆေးတာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အခုလ19ရက်ကဒဝဲရေနံစိတ်ကန်းစီမံကိန်းရဲ့စိတ်ကန်းငယ်တရှိတဲ့ပီးတက်ငယ်ရွာကနေကြောက်စင်ရွာဘက်ကိုစစ်အုပ်စုတပ်သားတွေတင်းမောနဲ့ရောက်လာပြီးကြောက်စင်ကနေကရင်ကြီးရွာဘက်ကိုထပ်မံရောက်လာကြတယ်လို့သိရပါဗျ။ တနင်္သာရီမောတောင်လမ်းပိုင်းကတိန်ခွန်းရွာမှာစစ်ကောင်စီတပ်ကအောက်တိုဘာလ22ရက်နေ့တရက်ထဲမှာ Jet Fighter နဲ့နှစ်ကြိမ်စက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။မနေ့ကမနက်ပိုင်း7:00နာရီခွဲလောက်မှာတိန်ခွန်းရွာအနီးကိုဘုံကျဲခဲ့ပြီးမိုးလဲပိုင်း7:00နာရီခွဲမှာလည်းနောက်ထပ်တစ်ကြိမ်ဘုံကျဲခဲ့တယ်လို့သိရပါတယ်။တိန်ခွန်းကျေးရွာမှာအခုလ14ရက်ကနေစပြီးတိန်ခွန်းအနီးမှာစစ်တပ်နဲ့တော်လှန်ရေးတပ်တို့တိုက်ပွဲတွေပြန်ဖြစ်ပွားနေတာပါ။ အခုလ21ရက်နေ့ကလည်းတင်ခွန်းရွာအနီးကိုစစ်တပ်ကဂျက်ဖိုင်တာနဲ့ပုံကျဲခဲ့ပါသေးတယ်။ဒီနေ့ရဲ့ရွှေနဲ့ထိုင်းဖက်စစ်အတက်ကြအခြေအနေကိုပြောပြပေးသွားပါမယ်။ဒဝဲဈေးကွက်ထဲအခောက်ရှည်ဈေးမဖွင့်တော့တာ900ငရဲမြောက်ရှိလာပြီဖြစ်ပါတယ်။စစ်ကောင်မရှိတတ်မှတ်ထားတဲ့ဈေးအတိုင်းမရောရင်ဖန်စီပြီးပိုင်ဆိုင်မှုကိုပါတိမ့်မယ်လို့ချင်းချောက်ထားတဲ့အတွက်ဇွန်လ9ရက်နေ့ကစလို့အခောက်ရှည်ဈေးမဖွင့်တော့တာပါ။ဒါကြောင့်ဒိုဝဲဈေးကွက်မှာအခောက်ရှည်ဈေးမဖွင့်တော့ဘဲရန်ကုန်ဈေးကွက်ကိုအခြေခံပြီးကြိုက်အောင်ကြိုက်ဝဲဖြစ်နေပါဗျ။ ရန်ကုန်ဈေးကွက်မှာအခောက်ရွှေတစ်ကျပ်သားကို85သိန်း5တောင်းဈေးဖွင့်ထားပါဗျ။ထိုင်းဘတ်ငွေလဲနှုန်းကတော့ပြန်ကျလာပြီးမြန်မာငွေတစ်သိန်းကို130ဘတ်ဈေးဖွင့်ထားပါဗျ။